မူရမာယာများနဲ့ပရိယကျွဲခြင်းလူဆိုတာသေယုဆောင်ကောင်းတဲ့တိရိစ္ဆာန်တွေပါဟန်ဆောင်ခြင်းဆိုတာကငွေရပါ ပါရမီဖြစ်တာကြောင့်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာဂယုဆိုင်ခံရအောင်မူရမာယာများပရိယသုံးတာမထူးဆန်းတော့ပါဘူးလူတိုင်းလူလိုလိန်နေညရဲလှဲ့တက်စားတတ်ကြပါတယ်ပြဒနာက အချို့လူတွေကလူထက်လူပိုပြီးလိန်ညာလှဲ့စားတတ်တာကြောင့်မျက်နှာဖုံးအောက်ကလူအစ်စ်ကိုမြင်နိုင်အောင်ကြည့်ဖို့လုံးဝမလွယ်ပါဘူး ဒါပေမဲ့ဘလောက်ပဲဟန်ဆောင်ကောင်းပါစေမူရမာယာများပြီးကလေးညံစင်တက်နေပါစေအလွဲနဲ့မှကင်းနိုင်သူမရှိတာကြောင့်သူထက်ငါပါနဲ့သူကလူထက်လူဖြစ်နိုင်ပါတယ်လူအထောက်ကိုဖော်ထုတ်တဲ့နေရာမှာအခြေခံအထာကြီးသုံးမျိုးရှိတဲ့အနေနဲ့မူရမာယာလှဲ့ကွက်ကိုမြင်နိုင်သူဟာလူအထောက်ကိုကြည်ကြည်လေးလေးကြည်တက်မြင်တတ်သူဖြစ်ပါတယ်မာယာကအတိုင်းအတာနဲ့အလုံးလို့ရတဲ့လှဲ့စားမှုမျိုးဖြစ်ပါတယ်ပေါင်းသင်းဆက်ဆံရေးတစ်ခုအတွက်မူရမာယာလှဲ့ကွက်ရှိနေခဲ့ရင် အတိုင်းအတာတစ်ခုထိပဲအသုံးချကြရပါတယ်။ဒီအချက်ကိုမှတ်သားထားပြီးမျက်နှာဖုံးရှင်တွေရဲ့ရိရဲ့ရွှေ့ခွက်တွေကိုမြင်အောင်ကြည့်ပါ။ချိန်ဖန်များစွာလေးလာထားခြင်းအဲ့ဒီလှဲ့ခွက်လေးတွေကိုမြင်တတ်လာပါလိမ့်မယ်။တယောက်နဲ့တယောက်မတူတော့မာယာအမျိုးမျိုးကိုတစ်ခါတည်းမှတ်သားထားပြီးအဖြေရှာပါ။တစ်ခါတည်းနဲ့သိနိုင်မြင်နိုင်မှာမဟုတ်တဲ့အတွက်စိတ်ရှိစွာစောင့်ဆိုင်ပြီးလေ့ကျင့်ရပါမယ်။အသွင်ယူဟန်လှုပ်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုအမှုပညာလူသားထဲမှာလူတွေကလူဘဝကနေ လူထက်လူဖြစ်နိုင်ဖို့လေးလာတင်ယူနေတဲ့ဆိုရင်လူကဲခတ်တာတို့လူအထာဖော်တာတို့မလုပ်ခဲအရင်ဆုံးလေ့ကျင့်ထားရမယ့်အခြေခံပညာကတော့လူပိသသွားအောင်အသွင်ပြုတ်ဆောင်ရတဲ့ကာလန်ဒေသန်အလိုက်ဟန်လုတ်ချင်းဆိုင်ရာစီမံခန့်ခွဲမှုအမှုပညာပဲဖြစ်ပါတယ်။နက်ဆိုင်ပြီးအမှုစိတ်တဲ့အလုပ်ကိုအမှုပညာလို့ခေါ်ပါတယ်။လူကဲခတ်လူအထာဖော်တဲ့အလုပ်ဟာအပေါ်ရန်လေးလိုက်ရုံလောက်တဲ့တက်မြောက်နိုင်တဲ့ပညာမဟုတ်ပါဘူး။အဲ့ဒီလိုပဲလူတွေကလူဘဝထက်လူအထက်ကလူဖြစ်ချင်ရင်တော့ ူများနီးတူဟန်ဆောင်တက်ယုံတီးဆောင်တက်ယုံအသွင်ယူတက်ယုံနဲ့မရပါဘူးအချိန်နေအချိန်ခါနေရာဒေသလိုက်အသားတကျလုတ်တက်မှဖြစ်နိုင်တာပါအခြေခံအားဖြင့်ဟန်လုတ်ချင်းဆိုင်ရာစီမံခန့်ခွဲမှုအမှုပညာ6ရက်ရှိပါတယ်အဲ့ဒါတွေက1ဆရာကြကြအထာပေးခြင်း2အထာကြကြသေးဥဆောင်ခြင်း၃ပုဂ္ဂိုလ်အလိုက်အကြိုက်ဆောင်ခြင်း၄အကြိုက်အလိုက်အသွင်ယူခြင်း၅အသွင်အလိုက်ဇက်လန်ထွင်ခြင်း၆ ဇက်လန်လိုက်နေရယူခြင်းတို့ဖြစ်ပါတယ်